မချန်ထိတ်မှာငွေလဲတဲ့အခါကျွန်တော်တို့မချန်ထိတ်ဘဏ်ကချင်းချင်းဖြစ်စေဒါမှမဟုတ်တခြားဘဏ်ကောက်ကိုဖြစ်စေကျွန်တော်တို့ငွေလဲတဲ့အခါမှာ900တက်ပို့ပြီးလွှဲလို့မရတဲ့ပြဿနာတွေကြုံမှုရလာဗျ။တကယ်လို့ကျွန်တော်တို့က900တက်ပို့ပြီးလွှဲချင်တဲ့ခါမှာလွှဲလို့ရမရတာမျိုးတွေဖြစ်တတ်ပါတယ်။ နောက်တစ်ခုကကျွန်တော်တို့ဒွေနောင်ကျူအာနဲ့ငွေရှင်းတဲ့ခါမှာနှစ်ရက်တည်းပို့ပြီးငွေရှင်းမရတဲ့ပြဿနာတွေရှိပါတယ်ကျွန်တော်ကအဲ့လိုမဖြစ်ရလေအောင်နောက်ပြီးကတ်တူကတ်ငွေရှင်းတဲ့ခါမှာငါ့တည်းပို့ပြီးလွှဲရအောင်ကျူအာနဲ့ငွေရှင်းတဲ့ခါမှာနှစ်ရက်တည်းပို့ပြီးလွှဲလို့ရအောင်ကျွန်တော်ဘယ်လိုလုပ်အောင်လို့ဆိုတာကိုကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မာချနိုင်ပန်ကနေပြီးတော့ KPE ကိုမြန်မာနိုင်ငံ KPE ကိုငွေဘယ်လိုလွှဲရမလဲဆိုတာကိုကျွန်တော်လာမိထားတဲ့လူလည်းရှိပါတယ်အဲ့ကြောင့်ကျွန်တော်ဒီ KPE ကိုဘယ်လိုလွှဲရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာတခါတည်းပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ခုကကျွန်တော်တို့ online shop ကနေပြီးတော့ပစ္စည်းမတဲ့ခါမှာ cash on delivery မရတဲ့ခါမျိုးမှာကျွန်တော်တို့ bank card နဲ့ရှင်းနေတဲ့ခါမျိုးတွေရှိပါတယ်။အဲ့ဒါလည်းဆိုရင် setting ထဲမှာဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာတစ်ခါတည်းပြောပြပြီးမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ Malaysia Blockchain Sanjo မှာ Sanjo ပဲဖြစ်ပါတယ်။ကျွန်တော်အခုရက်ပိုင်းမှာဗီဒီယိုလည်းတိတ်မလို့ဖြစ်တာလည်းရှိပါတယ်။ဘာလို့ဆိုကျွန်တော်အလုံးမအားတာနဲ့နောက်ပြီးကျွန်တော်မင်္ဂလာကိစ္စနဲ့ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီရက်ပိုင်းမှာဗီဒီယိုတွေတိတ်မလို့ဖြစ်ပါဘူး။အဲ့တော့တည်းအားလုံးကိုကြိုပြီးတော့တောင်းပန်ချင်ပါတယ်။ โอเคအဲ့ဆိုရင်ကျွန်တော်တို့မာချန်ဒိတ်ဘန်ကတ်ချင်းဖြစ်စေတခြားဘောင်ဖြစ်စေငါးရက်တက်ပူကြီးလွှဲရအောင်ကျူအောင်မှာနှစ်ရက်တက်ပူကြီးရှင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပြတော့ပါမယ်စတင်တဲ့မှာဘယ်လိုခွင့်မလဲဆိုတာကိုကျွန်တော်ပြောပြပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့အတူတူဗီဒီယိုလေးနဲ့ဆက်ကြည့်လိုက်အောင်ပါခင်ဗျာโอเคဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးမာချန်ဒိတ် app ထဲကိုဝင်လိုက်ပါဗျ app ထဲဝင်လို့ရှိရင် login ဝင်လိုက်ပါ brother တို့ password နဲ့ login ဝင်လိုက်ပါ ဝင်ဝါလို့ရှိရင်ကျွန်တော်တို့ setting ကိုနှိပ်လိုက်ပါဗျာကျွန်တော်တို့ညဘက်အောက်တောက်ဆုံးမှာရှိပါတယ် setting ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ ULF setting ကိုနှိပ်လိုက်ပါပြီးလို့ရှိရင် drain now setting ကိုနှိပ်လိုက်ပါဒီအဲ့ဒါဒီလိုပေါ်လာမှဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကအပေါ်ဆုံးမှာရှိတဲ့ setting လေးကိုတစ်ချက်နှိပ်လိုက်ပါဗျအဲ့ဆိုရင် daily transfer limit ဆိုတာပေါ်ပါမယ်အဲ့ဒါမျိုး per transfer limit ဆိုတာပေါ်ပါမယ်အဲ့ဒါကိုနှိပ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ပုံမှန်ကတော့ကျွန်တော်တို့900ပဲဖြစ်နေမှာပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့အကောင်လုံး1500ဒီဆွဲပေးလိုက်ပါဒီကောင်ကလည်းပုံမှန်ဆိုရင်200လောက်ပဲရှိပါတယ် အဲအဲ့ဆိုကျွန်တော်တို့အကုန်လုံးဆွဲပေးလိုက်ပါပြီးရင် confirm နေပေးလိုက်ပါဗျ။ तू ကကျွန်တော်လုပ်ပြီးသားဖြစ်တဲ့အတွက်မရတော့ပါဘူး။ तू ကအဲ့လိုဆိုရင်ကျွန်တော်တို့7နှစ်နိုင်စာဝေးပါဆိုရင်စာပေါ်လာမှဖြစ်ပါတယ်။ Okay အဲ့ဒါပြန်ထွက်လိုက်ပါခင်ဗျာ။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ online ကဈေးဝယ်တဲ့ခါမှာဘယ်လိုရှင်းရမလဲဆိုတော့ကျွန်တော်ပြောပြသမှာပဲ။အရင်ဦးဆုံးကျွန်တော်တို့ cassette တင်နဲ့ဝင်လိုက်ပါ။ cassette ဝင်လိုက်ရှိတဲ့ဒီမှာ online ဆိုတာရှိပါတယ်။အဲ့ဒါကိုကျွန်တော်တို့ဖွင့်ထားပြီးသားပါတကယ်လို့ဘာသာမဖွင့်ရသေးဘူးဆိုရင်ဖွင့်ပေးလိုက်ပါ။ ဲ့ဒါကိုဖွင့်သားမှသာကျွန်တော်တို့ online shopping တွေရတဲ့ဈေးဝယ်တဲ့ခါမှာကျွန်တော်တို့ဘဏ်ကနဲ့ရှင်းလို့ရမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်နောက်တစ်ခုကကျွန်တော်တို့မာချန်ဒိတ်ဘဏ်ကနေပြီးတော့မြန်မာနိုင်ငံ KPE ကိုတိုက်ရိုက်ငွေဘလို့ထည့်ရမယ်ဆိုတာကိုကျွန်တော်ပြောပြပေးမယ်ဖြစ်ပါတယ်ကျွန်တော်ပထမတော့ဒီဗီဒီယိုကိုမတင်တော့ဘူးလို့ဆုံးဖြတ်ထားရိုင်မယ်ကျွန်တော်ကိုလာမေးတဲ့လူတွေရှိတဲ့အတွက်ကျွန်တော်ပြန်လည်ပြောချင်တာဖြစ်ပါတယ်ဘာလို့ဆိုဒီဗီဒီယိုလောက်တဲ့လူတွေကလည်းအများကြီးရှိနေပါပြီအဲ့ဒီမှာလည်း like share ပြီးကြည့်လို့ရပါတယ် အဲကျွန်တော်ပြောတာနားမလည်နေသူတို့စီမှာလိုက်ပြီးကြည့်လို့ရပါတယ်ခင်ဗျာโอเคကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာကိုသေးသေးပြောပြပါမယ်โอเคကစ်ပေးကိုဘယ်လိုလွှဲရမလဲဆိုရင်တော့ကျွန်တော်တို့ user sum ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဗျာ sum နှိပ်ပါလို့ရှိရင်ကျွန်တော်တို့ remittance ကိုနှိပ်လိုက်ပါအာအမှုဆောင်နှိပ်အဲ့ဒါအဲ့ဒါကိုနှိပ်ပါလို့ရှိရင်ကျွန်တော်တို့ user country နေရာမှာမြန်မာကိုယူပါမယ်ပြီးရှင် payment မှုနေရာမှာကစ်ပေးကိုယူပါမယ်ကျွန်တော်တို့ဒီနေ့ငွေစေဘယ်လောက်ရှိတယ်ကြည့်လိုက်ပါမယ်ဥပမာကိုဒီ1040ပါကျွန်တော်ဘယ်လောက်လွှဲချင်1000လား1000ဆိုရင်1000ရေးလိုက်ပါဗျာ ဝင်ဖြစ်လိုက်ပါမယ်။ Okay ထောင်သွင်းရင်ဘယ်လိုရမှာထောင်နဲ့သိန်း10သိန်းကျော်ရပါမယ်။ Okay အဲ့ဒါဆိုရင်နေကိုနေလိုက်ပါ။အာကျွန်တော်ကဝင်ရှိတဲ့အတွက်လွှဲလို့မရပါဘူး။ကျွန်တော်900လောက်နဲ့စပြပါမယ်။ Okay နေလိုက်ပါ။နောက်ရှင်နေကိုနေလိုက်ပါဗျာအဲဆိုရင်ကျွန်တော်တို့ adapt new receiver ကိုနေလိုက်ပါကျွန်တော်တို့ first name ကသူပေါ့အာ training က ဟိုဟိုဘတ်ချန်က GP account number ကိုထည့်ပါမယ်โอเค version 6ก็ front ไว้ถ่าไล่ไปรู้สึกดีเนี่ยมาโฟนนัมเบอร์ก็ยื้อไปมั้ยไปพี่ดาวน์เนี่ยไปพี่เนยโอเนี่ยไปดิมาตู้เนี่ย GP account home ไม่พอเราสิมาဖြစ်ไปแล้วดีเนี่ยเอาเนยไล่ไปป่ะอ่าเนยไปแล้ว verify verify ก็เนยไปไล่ไปอ่า verify ก็เนยไปแล้วโอเคมั่นเลยส่วนโอเคไปแล้วရှင်ดิโลปอลาไปมั้ย အဲ့ဒါဆိုရင်ကျွန်တော်တို့ကတော့ဒီမှာ family maintenance နေမယ်ပြီးပြီး super farm မှာကျွန်တော်ကတော့ CPU ဝင်နေလိုက်မယ်ပြီးရင် net ကိုနေလိုက်ပါပြီးရင်ဒီလိုပေါ်လာမှာဖြစ်ပါပြီးပြီးအမှန်ချစ်ပေးပါမင်းပေးပြီးရင် mate ပေးပင်ဆိုတော့နေလိုက်ပါမင်းနေလိုက်လို့ရှိရင်ရသွားပါပြီခင်ဗျမြန်မာနိုင်ငံက KPO ကိုတခါတည်းငွေထည့်တာရောရသွားပါပြီပဲဖြစ်ပါတယ်သူကတော့ service fee ကတော့စက်တကျပဲကျမှာပဲဖြစ်ပါတယ် အားလုံးပဲစီပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာတခုအကြံပြုချင်တာကမိတ်ဆွေတို့မှာ G1 ကတ်ဖြစ်ဖြစ်တိုင်းလာကတ်ဖြစ်ဖြစ် passport ဖြစ်ဖြစ်ရှိလို့ရှိရင် merchant trade bank ကတ်ကိုတွားရောက်လုပ်ဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုငွေလွှဲနေရတာဖြစ်တဲ့အတွက် merchant trade bank ကတ်ရှိရင်အရန်အဆင်ပြေပါတယ် merchant trade bank ကတ်ငွေလွှဲမဲ့ဆိုရင်၁၇ချက်လောက်ပဲအကုန်ကျမှာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့ကိုယ်ဟာနဲ့ကိုယ်လွှဲရင်တော့စိတ်ချရတယ်လို့တော့ကျွန်တော်တော့ထင်ပါတယ်ဒါပေမဲ့တခြားဘယ်ရောင်မှကျွန်တော်ပုတ်ခတ်ပြီးပြောဆိုရင်မဟုတ်ပါဘူးကျွန်တော်ကတော့ အားလုံးကိုအစီအမံရေးစိတ်နဲ့ဒီဗီဒီယိုကိုပြပေးချင်တာဖြစ်ပါတယ်။အချမ်းထရိတ်ဘဏ်ကလုပ်ဖို့ကလည်းအဲ့လောက်ကြီးခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။အဲ့ဒါကြောင့်ဘယ်လိုလုပ်ရမလဲသိချင်ကျွန်တော်ရဲ့ဗီဒီယိုပေးထဲမှာဗီဒီယိုတင်ထားပေးတာရှိပါတယ်။အဲ့ဒီဗီဒီယိုကိုတွားရောက်ကြည့်ရှုပြီးတော့တွားရောက်လုက ାଇ နိုင်ပါတယ်ခင်ဗျာ။အားလုံးပဲရှင်လန်းကြမ်းမိကြပါစေကျွန်တော်ကတော့မလေးရှားရောက်ရွှေမာတွေအတွက်အကျိုးရှိမဲ့ဗီဒီယိုတွေကိုစင်စပ်မပြတ်တင်ဆက်ပေးနေတဲ့မလေးရှားဘလော့ပိုင်စံချိုမှာစံချိုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုစုံနေကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ